letter from Burma မြန်မာပြည်ကရေးတဲ့စာအပန်းဖြေနားရက်များနှင့်အကန်ဟိုတယ်မြစ်ရှုခဲတာဆိုတဲ့အတိုင်းတစ်ပင်ပန်းပင်တွေနဲ့စိမ်းလန်းစုပ်ပြေနေတဲ့ဟိုတယ်ဝင်းရဲ့အနောက်ဘက်အနားဆုံးတစ်လျှောက်ပြင်းရည်ပြင်းတွေစီးဆင်းနေတဲ့အေယာဝတီရဲ့ခမ်းနားလှတဲ့ရှုမြင်ခွင်းကိုမြင်ရပါတယ်မုတ်တုံရာသီတဲ့ ထဲထဲဝင်ဝင်ရောက်နေပေမဲ့ကျမတို့ပကံမှာနေခဲ့တဲ့၄ရက်အတွင်းမိုးလေးတပြိုက်ဖြန်းနေဆူယုံလေးရွာသာသာရှိလို့ညနေတိုင်းမှာဒီရှေးမျိုးတော်ဟောင်းရဲ့ကြော်ကြားလာတဲ့နေဝင်ချိန်ရှူခင်းတွေနဲ့ကြည်နူးခဲ့ရပါတယ်ကျမတို့နေတဲ့ဘင်္ဂလိုလေးရဲ့ဝရဏာကနေပြီးအနီရောင်စဝိုင်းကြီးတရွေ့ရွေ့နဲ့အင်ဒရီကြီးစွာနှိမ့်စင်းလာတာ သူ့ရဲ့အလင်းနဲ့မဖြစ်နိုင်လုံးနဲ့အင်းသာပဓာတွေ၊လိန်မော်တွေ၊အဝါတွေနဲ့ကောင်းကင်တစ်ခုလုံးကိုလိန်ကြံထားလိုက်ပြီးစမ်းပြလာတဲ့တိမ်ဆိုင်ပုံရိပ်တွေကိုအလင်းပေးတာတွေဟာမြစ်တစ်ဖက်ကန်ကမယန်းစေးရောင်နဲ့မဲနဲ့ပြာရောင်စွန်းနေတဲ့တောင်တန်းနောက်ကို ပုံရှုံမသွားမချင်းတွေ့နေရပါတယ်။အကြီးသွားလမ်းညုံလက်ကန်းကြော်ညာတွေက ဓာတ်ပုံတစ်ပုံအသက်ဝင်လာသလိုပါပဲပညာရှင်တွေ ကျွမ်းကျင်သူတွေနဲ့အလဲရောက်လာကြသူတွေကပကံရဲ့စွတ်ပြန့်ပွဲအမှုပွဲတွေကို အများကြီးရေးခဲ့ကြပြီးပါပြီဒီမိုးခေါင်ရေရှားလွင်ပြင်မှာဘာသာရေးအဆောက်အုံတွေအရွယ်မျိုးစုံ ထောင်နဲ့ချီပြီးရှိပါတယ်ရှေးဟောင်းသူတွေသနာဌာနရဲ့စည်ရင်အရသိငယ်တဲ့အုပ်ပုံအပါဝင် စုစုပေါင်း3000ကျော်တေးသေးကြီးကြီးအခုချင်းစီဟာထိတ်ပါအဖျားချုံတဲ့တန်နဲ့ဝိုးကောင်းကင်အမြင့်စီဥတီနေတာကြီးပဲဟုရုပ်ပိုင်ဆိုင်မှုထက်ပုံပုံတဲ့ညံ့ညက်တာတစ်ခုခုကိုမျော်မှန်းနေကြတဲ့တဘောကိုမိတုကအမြင်အရပေါ်ပြနေပါတယ်အချိန်ပေါင်းများစွာရေးဆွဲထားကြပြီးဖြစ်တဲ့ပုံကိုတထထဲတူအောင်ဆွဲဖို့မလိုတော့တာကြောင့် ျမအပေါ်စွဲထင်မှုလေးတွေနဲ့ပဲခြေသားလိုက်ပြရစီမောင်ရိပ်ပြိုးလာတော့ဘာသာရေးနဲ့ထုံမွန်ထားတဲ့မြို့ပေါင်းဟာအတိတ်ကလည်းမဟုတ်ပစ္စုပန်ထဲမှာလည်းမရှိတဲ့အချိန်ကာလတွေကကင်းလွတ်နေတဲ့လောကတစ်ခုကိုရောက်သွားပါတော့တယ်ပထိုးစီဒီငယ်လေးအများစုကတော့ပြိုလဲပြက်စီးပုံအဆင့်မျိုးစုံနဲ့ယိုယွင်းတဲ့သဘောအနှိမ့်ဆသဘောတရားနဲ့ မာယာအိမ်မက်တွေပြူကွဲချေပြက်ရတဲ့သဘောတို့ကိုလှစ်ပြနေပါလေ။ဒါဟာဘုရားတာသနာထုံးကားရာမြေပါသာမကတကူအာနာရှင်တွေက သူတို့ဩဇာကုန်အရှင်အဝါတွေကိုထာဝရမှတ်ကြောက်တင်ဖို့စူးစားခဲ့တဲ့ကပ္ပဘေနေရမှာပဲမဆိုတင့်တော်တဲ့သင်္ကန်းစာဖြစ်ပါလေ။ပကံဟာကွဲပြောက်သွားပြီဖြစ်တဲ့ ခန္ဓာကြီးကျယ်ခြင်းနဲ့ဆုံးရှုံးသွားပြီဖြစ်တဲ့ယဉ်ကျေးမှုခက်ကြီးတွေကိုအဒီယဆင်ခြင်စေပါလေရှယ်လီရဲ့ကြပြာကတရုပ်ဖော်သလိုအဆုံးမရှိတဲ့တဲခန္ဓာရတဲ့ပါအပိုင်းစဒုံကြီးတွေအဖြစ်သာကြံနေတော့တဲ့ကြောက်သားမဲ့ပြုံးပိုင်ရှင်အိုစီမန်ဒီရက်ရဲ့တနာစရာ မာနမန်ကို အမှတ်ရစေပါလေအသင် အင်အားကြီးလာသူများငါလှုပ်ဆောင်ချက်တွေကြည်ပြီးစိတ်ပြက်စိတ်လျှော့ကြတော့မိမိရဲ့ဘာသာရေးကိုင်းဆိုင်မှုကိုဒီလိုအုပ်တွေသူတို့တွေနဲ့တက်တည်ထူခဲ့ကြတဲ့ရှင်ဘရင်တွေမိဖုရားတွေမင်းကြီးမင်းသားမူကြီးမယားတွေတဲကဘယ်နဲ့ရောက်ကတကယ်ကိုတန်တရာကလွတ်မြောက်ချင်ခဲ့ကြတယ်ဘယ်နဲ့ရောက်ကမိမိတို့ရဲ့ လောကီတန်ဖိုးကိုတန်ဖိုးကြီးအဆောက်အုံတွေထူခြင်းနဲ့တသက်ပြဖို့စ조사ခဲ့ကြသည်လေ။မနယောက်လောက်ကနိဗ္ဗာန်ရဲ့သဘောတရားကိုမချုံငုံနိုင်တာကြောင့်တန်တရားမှာလဲနေတဲ့၍လောကီစည်းစိမ်ရရှိဖို့အတွက်အာမခံအနေနဲ့ဒီဆောက်လုံးမှုတွေကိုဆောင်ရွက်ခဲ့ကြသည်လေ။ပကံပြီကိုစိုးစံခဲ့ကြတဲ့မင်းအေဂရစ်စရင်က ရှည်လျားလာတယ်ဆိုပေမဲ့ကျမစိတ်ကူးစိတ်တန်းကိုဖန်ဆားနိုင်တာတူးပဲရှိခဲ့ပါတယ်အဲ့ဒါကတော့ကြံစစ်သားမဲပါပဲကျမတို့ငငယ်ကတင်ရတဲ့တမိုင်းစာအုပ်တွေအရာသူဟာပထမမြန်မာနိုင်ငံတော်ကြီးကိုတီထောင်ခဲ့တဲ့အနောယထဘရင်ရဲ့သားပါပဲဒါပေမဲ့ပညာရှင်တွေရဲ့တွေးရှိချက်တွေအရာတော့သူတို့နှစ်ယောက်ဟာ သွေးမတော်ဆက်ပါဘူး။ကျန်စစ်သားကတာမန်မျိုးရိုးတဲကပဲဖြစ်နိုင်ပေမဲ့သူကတာမန်မဟုတ်တဲ့အရေးအချင်းတွေပိုင်ပါလေ။သူရတတိနဲ့ပြည်စုံပြီးရဲရင်လေ။အရင်တက်မတော်ကြီးရဲ့အကြီးအကဲစစ်ဘိုလ်ချုပ်အထိတက်လှမ်းခဲ့ပြီးကြော်ကြားတဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာတယ်။ဒါတွေကြောင့်အရင်အိုကြီးမနာလိုဝင်တိုဖြစ်ခဲ့ပြီး သူ့ကိုပုံကံမဲ့လူလို့တန်တရားတွေဝင်ခဲ့ပုံရပါတယ်။အနောယထာလုံတော့ပြောညံ့ပြီးအရေးချင်းနဲ့တဲ့သားတူနန်းတက်ခဲ့ပေမဲ့ခဏတာပါပဲ။ဒီနောက်ကျန်စစ်သားဟာအန်တူးမှုမရှိနန်းတက်နိုင်ခဲ့ခြင်းကို ကြည်ချင်းအားဖြင့်အနောယထာရဲ့အဆက်အနွယ်တွေကဆက်ခံပဲသူတွေမကြံတော်ဘူးလို့ပဲယူဆရပါတယ်။ကျန်စစ်သားဟာ အညော်မြင် စွမ်းရည်တတိနဲ့နှလုံးပြေဝရတယ်ဆိုတာပြနိုင်ခဲ့ပြီးသူစောင့်လူခဲ့တဲ့အာနန္ဒာဖုရားဟာ သူ့ရဲ့ဆွဲဆောင်မှုရှိလာတဲ့ပင်ကိုဥပဒိတွေထင်ဟပ်နေပါတယ်ကြော့ရှင်လှပါတဲ့အချိုးအစားရှိပြီးအလဲနဲ့အရိတ်ကိုလူသလိုရအောင်စောက်ထားတာဖြစ်လို့ခံယူချက်ရောတိဆောက်ပုံရောက အင်ပဒန်လှပပါတယ် အာနန္ဒာကိုဖူးတယ်ဆိုတာဂူကြောင်းတွေကထူးခြားလာတဲ့ရုပ်ပွားတော်ကြီးတွေထံစိတ်ဝိညာဉ်ခိုလုံရာအနေနဲ့ဥခရတယ်လို့ရှားပါးလာတဲ့အုပ်ဆိုးသူမင်းတပားကို လေးစားသမှုပြုရတယ်လို့လည်းဖြစ်ပါတယ်။ဟိုတယ်ဝင်းထဲမှာကျမတို့အတွက်တကယ်ကိုအံ့အားသင့်ရစေတာကဂူစေဒီလေးနှစ်စုပါပဲ။ဝဲအမိမရှိပေမဲ့နှစ်စုစလုံးဟာ ကျန်စစ်သားနဲ့တက်ဆိုင်တယ်လို့သိခဲ့ရပါတယ်။တဆူကသူ့နန်းသက်အစောပိုင်းမှာရန်သူတွေကိုအောင်နိုင်ခဲ့ခြင်းအတွက်ကျေးဇူးအောင်မေးတဲ့အနေနဲ့တည်ထားတာဖြစ်ပြီးနောက်တဆူကတော့သူ့ဘဝနောက်ဆုံးပိုင်းအရောက်ဘဝတစ်လျှောက်လုံးစစ်သူရဲကောင်းဘဝနဲ့သူပြုမှုခဲ့တဲ့ရက်ဆက်ကြမ်းကြုံမှုတွေအတွက်တန်ဝေကရပြီးတရားပြေချောင်းရည်စူးတည်ခဲ့တာလို့ပြောပြကြပါတယ် ရွေအစားတင့်ယုံဒီကူကြောင်းနှစ်စုဟာညနေတိုင်းစောင်းတီးခက်ဖြော်ပြတက်တဲ့ညစာခမ်းမကပြင်အနာကပန်းချံတောင်တနေရာမှာရှိနေတယ်။တီးတန့်ဖျားเจ้าလေးလိုဖြစ်နေတဲ့နေရာမှာဖျောင်းနိုင်မီးပူစော်ရတာဟာခန်းနာကြော်ကြားလာတဲ့ဖျားတွေကိုဖူးရတာနဲ့မတူတဲ့အတွေ့အကြုံခံစားမှုပါပဲ။ကျမသားနဲ့ကျမကပကံအနှံ့ပြားမှာရှိနေတဲ့ တရားစီရင်အားလုံးကိုဖူးမနေတော့ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။အာနန္ဒာနဲ့ဟိုတယ်ဝင်းထဲကကျန်စစ်သားရဲ့ကောင်းမှုစီရီလေးတွေကလွှဲရင်တော့တပ်ပိမျိုးနဲ့မနူဟာစီရီတို့ကိုပဲတွားဖူးခဲ့ပါတယ်။မနူဟာစီရီကို အဖမ်းစီခံမုံမရင်မနူဟာတည်ခဲ့တယ်လို့ယူဆခဲ့ကြတာကြောင့်ထူးခြားတဲ့အတိတ်ပဲဆောင်းပါတယ်။ကာလကြာရှည်လက်ခံခဲ့ကြတဲ့ တမိုင်းပုံပြင်ကိုပညာရှင်တွေကြားအခုနောက်ပိုင်းမေးခွန်းထုတ်လာကြပေမဲ့ဒီကူဖျားဟာလွတ်လပ်မှုကိုမွတ်သိတဲ့ထိုင်းမိုင်းလေးလံတဲ့အာဝါတာအဖြစ်ပေါ်လွင်အောင်တမင်ဒီဇိုင်းထုတ်ထားတယ်ဆိုရင်ငင်းနိုင်မှာမဟုတ်ပါဘူးအထဲမှာဗုဒ္ဓရုပ်ပွားတော်ကြီးတွေဟာ ရှိနေတဲ့နေရာအခြေဝန်းနဲ့မကိုက်လောက်အောင်ကြီးမားနေပြီးဖူးမြော်သူကို ိတ်လောင်မိုးကျက်ခြင်းနဲ့လွမြောက်လူမှုပြင်းပြနေတဲ့ဝိညာဉ်ရဲ့ရုန်းကန်အသက်ရှူနေခြင်းတို့နဲ့ထိတွေ့ရသလို ခံစားရစေပါတယ်။အဲ့ဒီဖျားသွားဖူတာကျမတို့နိုင်ငံမှာတိတ်ကိုလိုအပ်နေတဲ့အရာနှစ်ခုကိုတတိပြုစေပါတယ်။လူမျိုးစုတိုင်းရင်းသားတွေကြားတဲ့ညီညွတ်မြတ်တားမှုရက်ရှည်ဖို့နဲ့နိုင်ငံရေးကြောင့်အကျဉ်းချခံရသူတိုင်း လွမြောက်ဖို့တို့ဖြစ်ပါတယ်ဒီအသည့်တွေကနေတော့အပန်းဖြေအနားယူနိုင်တယ်ရေလို့မဖြစ်နိုင်ပါဘူးပေါင်ဆန်းစုကြည့်